မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရဲ့ဆွေတော်မျိုးတော်များအလုံးဒါဥစဉ်ကတော့ဟိတေတိဆရာတော်ပါတရားမနေတဲ့တရားမနေတဲ့အတွေ့အကြုံရှိတဲ့လူကတစ္ဆကံလေးမြတ်တတိအလွတ်မခံပါဘူးတကယ်လို့တတိလွတ်တော့ပြီဘာမှမမဲလာရဘူးဟာ ငါအခုခဏကလမ်းလျှောက်တာအမဲမပါပဲရှောက်နေသေးတာပဲငါတတိလွတ်နေပါလားလို့ကိုဟာကိုတော့နောက်ပြန်ပြီးရှောက်လိုက်ရင်သေးတယ်အဲ့လိုမျိုးကိုတို့ဖြစ်ပြီလားအော်အခုခဏကစကားတစ်လုံးနှလုံးပြောလိုက်တာ အမဲတတိမပါခဲ့ဘူးတတိလွတ်နေသေးပါလားငါအဆင်မပြေသေးပါလားကိုဟာကိုသိတာပေါ့တရားဆိုတာ ကိုကတတိဆက်ဆက်ပြီးတော့မက်နေဖို့တက်ပြီလားတတိလွတ်နေသေးလားတတိကိုမြေးပြီလားအဒီကတရားရပြီလားမရပြီလားအဲ့ဒါကိစ္စမရှိဘူးသောတာပန်ဖြစ်ပြီလားသကတာကံဖြစ်ပြီလားအနာကံဖြစ်ပြီလားယဂန္တာဖြစ်ပြီလားအဲ့ဒါတွေဘာမှအကြောင်းကိစ္စမရှိဘူးအကြောင်းကိစ္စရှိတာကမိမ့်မိမ့်ဒီတရားစခန်းတွေဝင်နေတရား သတိမြည်ပြီလားစက္ကန့်တိုင်းစက္ကန့်တိုင်းမက်နေဖို့တက်ပြီလားအဲ့ဒါအရေးကြီးတယ်သတိတွေအတိတ်ကိုစဉ်းစားပြီးတော့မျောပါတော့တယ်လားအနာဂတ်ကို တွေးပြီးတော့မျောနေတတ်သေးလားဒီတိုင်းမျက်လုံးဖွင့်ပြီးတော့ထိုင်နေတဲ့အခါဘာကိုမက်နေလေတပိတော့မှာတော့မမက်ဘူးဗျာအဲ့ဒါဆိုအရှင်ဘုရားတို့ဘာကိုမက်နေလေ ဒီတိုင်းငုတ်တုတ်ထိုင်နေတဲ့အချိန်မှာလေကိုကစိတ်ကိုသီးပိနေရတယ်ကိုစိတ်ကိုစိတ်ကိုဘလို့မြင်လဲဗျာစိတ်ကိုမြင်မှမမြင်ရတော့ဘလို့သီးပိမလဲစိတ်ကိုသီးပိတယ်ဆိုတာနေရာရှိတယ်စိတ်ဖြစ်ပေါ်တဲ့နေရာရှိတယ်နော်မမြင်ရပါစေစိတ်ကဖြစ်ပေါ်တဲ့နေရာရှိတယ်ဘယ်နေရာမှာဖြစ်လဲနှလုံးအိမ်မှာဖြစ်တယ်လို့ပြောခါပြောရတာနှလုံးအိမ်မှာဖြစ်တာလည်းမမြင်ရဘူးလေဗျာ မှန်တယ်။ဒါဆိုရင်မျက်လုံးဖွင့်မနေဘူးလား။မျက်လုံးဖွင့်နေတဲ့အခါမှာအစင်းနဲ့မမြင်ဘူးလား။မြင်တယ်။ဟိုဂေးလုံးလေးကိုကြည့်။ဟိုဂေးလုံးလေးကိုကြည့်တဲ့အသီးနဲ့ဟိုသီးရွက်ကလေးကိုကြည့်တဲ့အသီးတူသေးလား။မတူတော့ဘူး။ဘာမတူတာလဲ။အမဲတင်ညာမတူတော့တာ။မှတ်နေတဲ့သဖို့တရားလေးမတူတော့တာ။အဲ့ဒါခန္ဓာပြက်တာပေါ့။ ာခန္ဓာလေးသင်ညက်ခန္ဓာလေးသင်ညက်ခန္ဓာပြည့်တယ်လို့ခေါ်တယ်ဘလို့ပြည့်လေပြတ်မှမပြတ်တာဒီမှာဂေးလုံးကိုမြင်နေအသီးနဲ့သီးရွက်ကိုမြင်နေအသီးမတူတော့ဘူးဂေးလုံးကိုမြင်တဲ့အခါဂေးလုံးကိုမြင်တဲ့စိတ်ဖြစ်တယ်သီးရွက်သီးရွက်ကလေးကိုမြင်တဲ့အခါသီးရွက်ကလေးကိုမြင်တဲ့စိတ်ဖြစ်တယ်မဖြစ်ဘူးဖေယား အဲ့လိုမျိုးဘယ်ဖြစ်မလဲကိုကစဉ်းစားတွေးတော့စိတ်တွေမြနေတာကိုတွေးတော့စိတ်တွေမြနေသေးလို့ဖြစ်ပါတယ်ဒါဆိုရင်ကိုကစဉ်းစားတဲ့စိတ်ကိုပြန်ပြီးတော့မဲရတယ်စဉ်းစားတယ်စဉ်းစားနေတယ်အတိတ်ကိုရောက်နေလို့မရဘူးငါခဏတည်းရင်ဒီနားမှာတုံလုံးလေးပြီးတော့ဖေသောနိုင်တယ်တရားမှတ်နေတဲ့လူကအဲ့လိုမျိုးနှလုံးသွင်းနေရတာငါသေသောရင် ဒီနေရာမှာပဲတုံးလုံးသေးတော့ရင်ရှက်စရာကြီးပဲဘလို့ရှက်လဲတရားစခန်းရိတ်တာတွေများများဝင်နေပြီးတော့မှเนาะအနာကဲမှာဘဝကြီး ဥပါဒံဘဝကြီးဖြစ်နေရင်တရေဖြစ်နေရင်တော့ရှက်စရာမကောင်းဘူးလားဒီလိုပဲဖုံဖုံတို့လည်းရှက်ရတာပဲဖုံဖုံတို့ဘလို့ရှက်ရလဲသူများတွေကို တရားသတိပေးနေပြီးတော့မှ ကိုကဘာမှတရားမရခဲ့ပေနဲ့ နော်ဝေမာနိကပိတ္တာသာဖြစ်တော့ရင်ဥပါဒံပြင်းပြီးတော့သရေကြီးဖြစ်တော့ရင်အဲ့ဒါဘယ်သူမှသာထုမခေါ်နိုင်ဘူးခဲ့တာကေရေးစရာတော့ဖြစ်တော့မယ်အဲ့ဒါနဲ့ကိုကအဲ့ဒါကိုဘာဖြစ်ရလဲအဲ့ဒါကိုဟီရီအော်တပါလို့ခေါ်တာကြောက်ရတယ်နော်မကောင်းမှုလုံးမှာကိုแชร์ရတယ်မကောင်းမှုလုံးရလုံးမှာကိုကြောက်ရတယ်ဆိုတော့မကောင်းမှုဆိုတာပါလေစိတ်လွင့်နေတာ မကောင်းမှုရှင်းအောင်ပြောရင်မကောင်းမှုဆိုတာဘာလဲဗျာမကောင်းမှုဆိုတာအထွေထုမထင်နဲ့ကိုစိတ်ကိုကိုဖမ်းလို့မရတာဒီမကောင်းမှုကိုစိတ်ကိုကိုဖမ်းရပြီလားထိနိုင်ပြီလားကိုစိတ်ကိုကိုထိနိုင်မှကောင်းမှုတွေဖြစ်မှာကိုစိတ်ကိုကိုမထိနိုင်တဲ့၍အလိုလိုက်နေတဲ့၍ခွာလေးစားလိုက်စမ်းပြီးဟာရိတ်တာတွေရောက်နေပြီကိုကခေါ်ဖီတွေတောက်ဖို့ရေနွေးတွေတည်နေရဲ့ အီနွေတွေပေါ်ပြီးတော့ထင်းနေရတယ်ဆိုရင်အဲ့ဒါဘာဖြစ်လဲမကောင်းမှုတွေထိမှပါတာပဲလေစိတ်ကို အလိုလိုက်နေသေးတယ်မြတ်စွာဘုရားကစိတ်ကိုထိန်းပါ စိတ်ကိုထိန်းကြောင်းပါယောဂီတွေကို second တိုင်း second တိုင်းထိန်းကြောင်းပါ အရှင်ဘုရားတို့ second တိုင်း second တိုင်းဘယ်လိုထိန်းကြောင်းလဲအမြဲတမ်းလေးပြောလာတယ်လေအပန်အပြူတာတွေ တိနေရမှာပေါ့ယင်ခုံးလေးမှာနှခမ်းလှုပ်တာတွေတိပိနေရတယ်ပေါ့အပံရက်တာတွေတိပိနေရတယ်ပေါ့နောက်ထောင်နေတဲ့လူကအပံပေါ်တာရက်တာအပံပေါ်တာရက်တာတိပိနေရတယ်ဒီကဖုံဖုံပြောတဲ့အပံရက်တာနဲ့ဟိုကဈေးဝေဖို့တယောက်လာတာနဲ့အဲသူကဈေးဝေဖို့လူပြောတဲ့အပံကိုတိပိလိုက်ဖုံဖုံပြောတဲ့အပံကိုရက်တာတိပိလိုက်နဲ့အလုတ်ဖြစ်နေတာပဲ ုံဖုံတို့ဆိုရင်ဒါလယိုးဝဲရှိတယ်ဘယ်လယိုးဝဲတော့ဥပမာဖယားဖူးဖူးသွားကြတယ်ဖုံဖုံကနှစ်ပါးလူကတယောက်အဲ့ဒီမှာဖုံဖုံနဲ့ဟိုဖုံဖုံနဲ့အဲ့ဒီလူနဲ့စကားပြောနေကြတယ်ကိုကအသာလေးမှတ်နေတယ်ဒီဘက်ကဖုံဖုံ